အခုတခါစနေသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုစပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်စနေသားသမီးများ6လပိုင်း9ရက်နေ့ကနေပြီးတော့9လပိုင်း18ရက်နေ့ထိဖြစ်ပါတယ်เนาะစနေသားသမီးများဒီတပတ်တာမှာအရန်အရေးကြီးပါတယ်အဲ့တော့စနေသားသမီးများ အထူးဂရုစိုက်ပြီးပါ ဒီတပတ်တာကာလမှာမိမိတို့အနေနဲ့မိမိတို့ရဲ့ဖုံးကံတွေကအမြင့်ပိုင်းထဲမှာရောက်ရှိနေပါတယ်။ဒါကြောင့်စနေသားသမီးများကဒီတပတ်တာကာလမှာဆုလို့ရှိရင်အခြေရေးတွေအောင်မြင်တတ်ပါတယ်။အခြေရေးကိစ္စတွေမှာမိမိတို့ရဲ့စိတ်တိုင်းကျဖြစ်စေမဲ့ကာလတစ်ခုဖြစ်ပါတယ်။အိမ်တော်ကြီးမှလည်းဒီတိုင်းပါပဲနော်။အိမ်တော်ကြီးအေဂျင့်တာယာဆာနဲ့ဖြတ်တန်းတက်သွားရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လို့မိမိတို့အနေနဲ့ကအမှုဖြစ်နေတဲ့လူနော် ပြပနာတက်နေတဲ့လူမျိုးကိုကူညီပေးတာမျိုးကြီးအာမခံလုပ်ပေးတာမျိုးကြီးရှောင်ပေးရမှာဖြစ်ပါတယ်လုံးဝလုပ်ပေးလို့မရပါဘူးအဲ့တော့ဝန်ထမ်းဖြစ်တယ်ဆိုရင်ညာတို့ကြီးကြီးမားမားတွေရရှိတတ်ပါတယ်ဒီအချိန်ဒီကာလမှာမိမိတို့ เนาะအနေနဲ့啊သာသမီမရှိသေးတဲ့သူဆိုရင်သာသမီရေသနာတွေဝင်လာတတ်ပါတယ်အဲ့တော့စနေသာသမီများဒီတပတ်တာကာလမှာအနဲ့ညာအဝတ်အစားတွေရှောင်ပါအနဲ့ညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝင်မခံပါနဲ့အနည်းအောင်အကျိုးပေးပါတယ်ဒီတပတ်တာကာလမှာနိုင်ငံရဲ့သားကနေဆက်တွေ့ပြတ်သွားတဲ့လူရှိရနေဆက်တွေ့ပြီးပြန်ရတာတတ်ပါတယ် ကိုကိုတိုင်းနိုင်ငံသားခီးကြီးဆောင်ရွက်နေတယ်ဆိုရင်လည်းသွားရတတ်ပါတယ်အဲ့တော့ဒီတပတ်တာကာလမှာမိမိရဲ့အိမ်ောင်ဘက်နဲ့ပတ်သက်ပြီးတော့မျက်နာရမယ်အကျိုးကျေးဇူးတွေခံစားရတတ်ပါတယ်မိမိရဲ့လုပ်ပေါ်ကင်တဲ့အချင်းချင်းမိမိရဲ့ပါဝင်ခြင်းမိတ်ဆွေတငယ်ချင်းအချင်းချင်းတွေခိုင်ရန်ဒေါတာဖြစ်ပွားတတ်ပါတယ် စိတ်ညစ်စရာလေးတွေစိတ်တော့ကရောက်စရာလေးတွေဖြစ်တတ်ပါတယ်အမှုပညာလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်တတ်ပါတယ်အမှုပညာအရေးသွေးတွေကိုကိုယ်တိုင်ချပြနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်အမှုပညာရှင်များဒီတပတ်တာကာလမှာနာမည်ကုန်ကလေးနေတိုးတက်နိုင်ပါတယ်အောင်မြင်မှုတွေရရှိတတ်ပါတယ်အဲ့တော့မိမိတို့ရဲ့အိမ်ပါဝင်ခြင်းမှာဒီတပတ်တာကာလမှာမိလဲ့ဘလိုမျိုးဖြစ်တတ်ပါလဲဒါမှမဟုတ်မိမိတို့အိမ် ်ဆက်စစ်ဝါရသူကနေစပြီးတော့မှမိလန့်ဓာတ်တပါရဲ့အထူးဂယူစိုက်ပြီးတာအဲ့တော့စနေနံနဲ့ပတ်သက်တာလေးအကောင်းနေတော့ဝင်လာရင် ကောင်းပါတယ်အပြက်အစီးများရှိနေရင်တော့ထုတ်ပေးရမှာဖြစ်ပါတယ်စနေသားသမီးများဒီတပတ်တာကာလမှာနှလုံးနဲ့ပတ်သက်တာတွေကျန်းမာရေးအထူးဂယူစိုက်ပြီးပါနှလုံးနှလုံးညံတဲ့နှလုံးရောဂါဖြစ်ပွားတတ်ပါတယ်အထူးဂယူစိုက်ရမှာဖြစ်ပါတယ်နော် အဲ့တော့စနေသားသမီးများဒီတစ်ပတ်မှာယနေ့ကပြုလုပ်ရမှာတော့နှီးစီပန်းရယ်ဒန်းညွန့်ရယ်ထိုးမုတ်ရယ်เนาะမျက်စွာဖျားရှင်ကိုလှူပေးရမှာဖြစ်ပါတယ်တခွန်ပိုးလုံးနဲ့အတူလှူပေးလိုက်ပါဒါဆိုကံမြင့်သွားမှာဖြစ်ပါတယ်အခုတစ်ခါတောက်ကြသားသမီးများတွေ့ကိုရဲ့နေရနေပြီးတော့18ရက်နေ့ထိကျန်ကျမများကိုဟောပြောပြီးမှာဖြစ်ပါတယ်เนาะတောက်ကြသားသမီးများကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအစားဆုံးလေးကြည့်ပေးပါရှင့်တောက်ကြသားသမီးများဒီတစ်ပတ်တာကာလမှာအလွန်ထိုးကြ အဲ့တော့အလွန်ထူးခြားပြောင်းလဲမဲ့ကာလတခုဖြစ်ပါတယ်။အရန်အရေးကြီးပါတယ်နော်။ဒီကာလမှာတောက်ကြသားသမီးများကယာထူးကြီးကြီးမားမားတွေယာတပါတယ်။ဝန်ထမ်းဖြစ်တယ်ဆိုလို့ရှိရင်အလုပ်ကောင်းနေရာကောင်းတွေပြောင်းရွှေ့ရတတ်ပါတယ်။အကြီးအကဲအကူကြီးထောက်ပံ့မှုကြီးများစွာရရှိမဲ့ကာလဖြစ်ပါတယ်။အထူးခရီးဆက်ရမှာဖြစ်ပါ။မိမိ မိမိတို့ရဲ့ဖုံးကံလေးဒီကာလမှာမကြစင်းဖို့အတွက်ကတင်းညာကြီးလုံးဝမနှင်းရပါဘူးစေယုံစေကံမြေတွေအတုပလိုက်ပို့တာမျိုးတွေလုံးဝလုံးဝမလုံးမိအောင်နေရမှာဖြစ်ပါဒီကာလမလေးမှာမိမိရဲ့နှုတ်ထွက်စကားတွေက အစိုးရကြီးပဲမဖြစ်ဖို့လည်းအရန်ရေးကြီးပါတယ်เนาะအဲ့တော့တောက်ကြသားသမီးအားဒီကာလမှာဆိုရင်မိုးပြာရောင်အပြာရောင်လွင်လွင်လေးတွေနဲ့အကျိုးပေးပါတယ်အရေးကြီးတဲ့ကိစ္စတွေမှာမိုးပြာရောင်အပြာရောင်အရောင်လေးတွေဝစ်ဆင်သွားမယ်ဆိုရင်အောင်မြင်တတ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးများဒီတပတ်တာကာလမှာဆိုရင်အုံညွန့်ချောင်းညွန့်ရဲ့အောင်တပီ6ခက်ရဲ့အုံးသီးပါတဲ့မုတ်6ခုရဲ့တာသနာအလံ6ခုရဲ့ မိမိတို့ရဲ့ဒီစရာဖျားတဆူဆူမွေးနံထောက်မှာလှူရန်ပြရမှာ ဖြစ်ပါရဲ့လှူရမယ့်နေရာမွေးနေ့မနက်9:45မှာတေချာပေါက်လှူပေးပါကျတို့မွေးနေ့မရောက်လို့ကြော်သွားတယ်ဆိုလို့ရှိရင်တော့လှူရမယ့်အချိန်ဒီဘယ်နေ့မဆို7:00နာရီအချိန်မှာလှူပေးရမှာဖြစ်ပါတယ်ဒါအကောင်းဆုံးအချိန်အခါဖြစ်ပါတယ်เนาะ ဲ့တော့တောင်းကြသားသမီးများဒီတပတ်တာကာလမှာဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးအရန်အောင်မြင်တတ်ပါ အချစ်ရေးနဲ့ပတ်သက်ပြီးတော့မှပို့ပြီးဂယူးဆိုင်ခံရမယ်ကာလတစ်ခု ဖြစ်ပါတယ်အနေဝေးနေတဲ့ဖြစ်သူတွေပြန်လည်နှီးဆက်နိုင်မယ်ဆက်တွေပြတ်သွားတာတွေပြန်လည်ဆက်တွေရရှိမယ်ဒါပေမဲ့လို့ကိုချစ်သူကအခုကာလလေးမှာသစ္စိတုံချိုးရတာကိုယ်ပေါ်မှာသစ္စာဖောက်သွားတာဘာမှဟုတ်ပဲနဲ့ ဆက်တွေပြတ်တောက်သွားတာမျိုးတွေလည်းဖြစ်ပေါ်လာတတ်ပါတယ်ဆက်တွေပြတ်နေတဲ့သူမျိုးဆိုရင်တော့ပြန်လဲပြီးတော့ဆက်တွေ ရတတ်ပါဒီချိန်ဒီကာလမှာတောက်ကြသားများအချီးရစန့်ကျင်ပဲနှစ်ခုဖြစ်နေတတ်ပါတယ်ဆက်တွေ့ရှိနေတဲ့ချီးကောင်းနေတဲ့လူတွေကတော့နည်းနည်းဂရုဆက်ရမယ်အချီးမှာညံ့တယ်လို့ဖြစ်သွားတတ်တယ်ဂျားလူတိုက်ခတ်နေဝင်လာတတ်တယ်ဆက်တွေ့ဝေးနေတဲ့ချစ်သူကြီးကြတော့ပြန်လဲဆက်တွေ့ရရှိလာတတ်ပါအပြူလူဘူဆိုရင်တော့တေကြပေါ့အိမ်အောင်ကြတတ်ပါတယ်ဒီချိန်ဒီကာလမှာမင်္ဂလာဆောင်ရမှာဆစ်ဆက်ကြောင်းလန်းတာအကြီးကြီးတွေ နော်ပေးစားလို့ယူလိုက်ရတာမျိုးတွေမင်္ဂလာကိစ္စအမှုကိစ္စတွေအောင်မြင်တတ်ပါလေဆောင်ရွက်ရတတ်ပါလေအင်တာဗျူးသွားဖြေမဲ့တောက်ကြသားများဆိုရင်တော့ဖြေနိုင်ပါလေအင်တာဗျူးတွေလည်းအောင်မြင်တတ်ပါလေစေးတွေလည်းအောင်မြင်တတ်ပါအမှုပညာ တော့အမှုပညာရှင်တွေတောက်ကြသားသမီးများအမှုပညာဆက်တွေကောင်းနေရမယ်အမှုပညာလုပ်ငန်းတွေပို့ပြီးတော့အောင်မြင်တတ်တဲ့စကားပြောဆိုတွေအောင်မြင်တတ်ပါလေကားနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော်ကားရမယ်ဂရုစိုက်ပါမိမိတို့ရဲ့လုပ်ငန်းတွေဒီတပတ်တာကာလမှာအတ္တစတဲ့အကောင့်ထဲပေါ်ရင်ရမ်းကောင်းပါတယ်စိုင်းတိဖွင့်တာမျိုးတွေရမ်းကောင်းပါတယ်အိမ်ပြောင်းအွှေတွေဒီကံလာမှာရမ်းကောင်းပါတယ်ပောက်ကြသားမိများနော် ဒါပေမဲ့မိမိရဲ့မိဘအကြီးကဲမိမိကိုယ်တိုင်ဥကောင်းမှာကျမ်းမာရေးထိကြိုက်တတ်ပါတယ်ကျမ်းမာရင်ညံ့တတ်ပါတယ်တောက်ကြသားသမီးများအထူးဂယူဆိုင်ပေးပါတကျမ်းမာရေးဂယူဆိုင်ရမှာဖြစ်ပါတယ်ကျမ်းမာရေးကြောင့်ငွေကုန်ကြေးကြတွေညားမယ်စီယုံစီကန်းတွေရောက်ရှိတတ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ရေရေရပြပြထားတဲ့ရေရေရကိုတည်ချပေါက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးမေးလာတဲ့အမေးလေးရှိပါတယ် အဲ့တော့ကိုအိမ်ကနေဆင်းသွားတဲ့အမျိုးသားတောက်ကြသားသမီးများရှိနေတယ်ဆိုလို့ရှိရင်တော့မကြခင်မှာပြန်လာပါလိမ့်မယ်စိတ်မပူပါနဲ့အဖေနဲ့ပတ်သက်ပြီးမိဘနဲ့ပတ်သက်ပြီးစိတ်ညစ်နေရတာလေးစိတ်တော့ကရောက်နေရတာလေးလည်းမကြခင်အဆင်ပြေသွားပါလိမ့်မယ် ဲ့တော့မိမိတို့အနေနဲ့ကတောက်ကြအတောင်လေးမှာပဲရေရေချီကြီးဖို့လိုအပ်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေစောင့်သွားခြင်းနဲ့ဆိုလို့ရှိရင်တောက်ကြတိုင်းများဇီးသားလေးလက်တစ်စကိုစောင့်သွားပါအောင်မြင်စေပါတယ်။ကဲတောက်ကြသားသမီးများစိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြောဝနိုင်ကြပါစေရှင်။